စစ်အာဏာမသိခင်ကအမေရိကန်ဒေါ်လာကိုမြန်မာငွေကျပ်1300ကျော်နဲ့အခောက်ရွှေတစ်ကျပ်သားကိုမြန်မာငွေကျပ်18သိန်းကျော်သာရှိခဲ့တာပါ။အာဏာသိမ်းပြီးနောက်ဒေါ်လာဈေးတွေမြင့်တက်လာခဲ့ပြီး2023ခုနှစ်စက်တင်ဘာလလောက်ကစတင်ပြီးဒေါ်လာကိုကျပ်4900ကနေ9000ကျပ်ဝန်းကျင်အထိတက်ခဲ့တယ်လို့2023ခုနှစ်ဩဂုတ်လလယ်ပိုင်းမှာတော့ဒေါ်လာကိုကျပ်9000ကျော်အထိအမြင့်ဆုံးစံချိန်တင်မြင့်တက်ခဲ့ပူပါတယ်။ အခုအော်တိုဘာလာထဲမှာတော့ပြည်ရင်းအခောက်ရွှေဈေးနဲ့ American Dollar ဈေးဇက်တိုက်ပြန်ကျဆင်းလာပြီး အော်တိုဘာလာ၂ရက်မှာတော့ American Dollar ကို4025ကျပ်အခောက်ရွှေဈေးကတစ်ကျပ်သားကို7380အောက်ထိကျဆင်းသွားခဲ့ပါတယ်။အခောက်ရွှေဈေးနှုန်းဟာစက်တင်ဘာလ30ရက်နေ့ကတစ်ကျပ်သားကို783သိန်းဝန်းကျင်အယောင်းဝယ်ရှိခဲ့ပြီး American Dollar ငွေလဲလှယ်နှုန်းကလည်းကျပ်4140ဝန်းကျင်ရှိခဲ့ရာကနေ့ ဈေးစတိုက်ပြန်ကျဆင်းလာတာပါစတင်မာလာဈမ်းမှာဒေါ်လာဈေးကကျက်4400ဝန်းကျင်မှာရှိခဲ့တာလည်းဖြစ်ပါတယ်ပြည်ရင်းဒေါ်လာဈေးပြန်ကျလာတဲ့အကြောင်းရင်းကတော့စစ်အုပ်စုကပြပသွင်းကုန်တွေပိတ်ဆို့ကန့်သက်တာပို့ကုန်ရငွေတွေကိုကျက်ငွေလဲခိုင်းတာတွေကြောင့်လို့ရန်ကုန်မြို့ကဗန်ဝန်တန်းတူဖြစ်တဲ့ကိုတမ်းမြင့်အမိလွှဲကဆိုပါတယ် ဟင်ပိုလိုက်စင်းကိုချပြီးတော့မချပြီးတော့ပဲနဲ့အခုလက်ရှိချပြီးနေဟင်ပိုလိုက်စင်းဆိုရင်လည်းပါရီလေးရှိတယ်။တွင်းကုန်ပါဆိုရင်73ရှိတယ်73ရှိတယ်စီဝါရှိဒီပစ္စည်းတွေတော့တင်လို့ဝင်ပြတယ်ဒီဝါလို့ရှိရင်အဲ့ဒေါ်လာတွေကိုလည်းသူကပါပြည်လဲသူအကန့်အသတ်နဲ့ပုံပန်းရောင်းပြီးရောင်းပြီးနာဖြစ်တဲ့သူကဟိုဘာဘာဖြစ်တာလဲဆိုတော့ဟို exporter ရဲ့ နိုင်ငံကဒီစီတင်ပို့တယ်တင်ပို့ပြီးတော့ရလာတဲ့ဒေါ်လာတွေရှိတယ်ဒေါ်လာတွေကိုသူ့ဒေါ်လာတွေကိုပြောင်းဝယ်မှာဘူးသူရပြောင်းဝယ်မှာလဲဆိုရင်ဟိုအင်ပို့လုပ်တဲ့သူရပြောင်းဝယ်မှာအင်ပို့လုပ်တဲ့သူပြောင်းဝယ်မှာအင်ပို့လုပ်တဲ့သူက license ကြီး license မကြောက်ဘူးဟောဒီကတရားဝင်သုံးမရတဲ့အတွက်ဘာလုပ်လဲဆိုတော့ဒေါ်လာဝယ်လို့မရအောင်တရားဝင်ဝယ်လို့မရအောင်ဟော demand supply မရအောင် supply များနေတယ်ဟောဒီကနိုင်ငံကတင်ပို့ထားတဲ့ export percentage များများနေတယ်ဒီဘူကြတော့ဒီ license ချမှတ်ပြီး license ချမှတ်ပြီးတဲ့အခါကျတော့ဟိုကြားတဲ့စင်ကြောင်းနေရတာ ရေထွက်ပစ္စည်းတွေကိုနိုင်ငံခြားကိုတင်ပို့တဲ့လုပ်ငန်းလုပ်ကိုင်သူတဦးကလည်းဒေါ်လာဈေးတွေကျနေပေမဲ့ကုန်စည်းနှုန်းကတက်နေတော့လက်တလောလုပ်ငန်းရည်နေတဲ့သူတွေရှိတယ်လို့လည်းဆိုပါရယ်သူရဲ့ပြောကြားချက်ကိုတော့လုံချုံကြီးချီနေရ DVB သတင်းတောက်တယောက်ကအတန်ဖတ်ကြားပေးထားပါရယ်ဒေါ်လာဈေးကတော့ကျတာဟုတ်တယ်၄တောင်အောက်တောင်ကျကျင်နေတယ်ဘာလို့ကျမှန်းတော့မသိပါဘူးတချို့ဆိုရင်ရက်တောင်ထားရတယ်ငါးဈေးတွေကတက်ပြီးဒေါ်လာဈေးကကျတော့အလုံးမဖြစ်တော့ဘူးလေ export တောင်တိတ်မလုံနိုင်ကြဘူး အခုလိုအကြောင်းမျိုးမျိုးကြောင့်အမေရိကန်ဒေါ်လာဈေးပြန်လဲကျဆင်းနေပေမဲ့ပြပသွင်းကုန်တွေကန့်သတ်မှုကြောင့်အခြေခံကုန်စည်နှုန်းကတော့မကြဘူးလို့လဲကိုတန်းမြင့်ကဆိုပါတယ်ကောင်းလို့ညောင်းမကြောက်ဘူး။အပြည့်စီမတူမှမရှိတော့တာ။စပူရပါလေဆိုလို့ရှိရင်ဒီတိုင်းပဲအမြင်ကောင်းတဲ့ quality တွေမရှိတော့တတိယနဲ့စပူသားယူလို့ကျန်ကြလာ။အဲတော့အမြင်ကရှိပြီးသားစပူသေးရလေပါပြီလေဆိုလို့ရှိရင်ပစ္စည်းတွေထမုန်လာကြတယ်ပစ္စည်းအောင်ရောဒီကြံကြတယ်ကြံတာ။သူကဒေါ်လာစီးရကြပြီးတော့ပစ္စည်းကြီးကတော့တက် ဒါ့အပြင်ဒီလိုဒေါ်လာဈေးတွေကျလာတာနဲ့ရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးဗဟိုဘဏ်ကလှုပ်ဆောင်နေတာတခုကိုလည်းကိုတန်းမြင့်ကပြောပြခဲ့ပါတယ်။ဒီမှာ strategy တခုရှိတယ် strategy အားအားလုံးမှန်မှန်မသိဘူး။ဟိုတော့ပါလေဒီပိုဂရမ်မှာတရုံရင် online trading ဆိုမျိုးလုပ်ကြ online trading တွေဆိုရှိတယ်။ online trading တွေကကြတော့တက်တယ်ဒီက online trading တွေကပိုဂရမ်ဝဆိုင်မှာဝင်ကြည့်လို့ရတယ်။ဘူးမှန်ဝဆိုင်မှာ online trading တွေဆိုတာတော့နေ့စဉ်တင်တယ်အဲဒီနေ့စဉ်တင်တဲ့ရိကန်မြတ်ချက်သုံးချက်တက်လာ။ 伊话，皮马格瑞加是假啦，对啦。哦、oh, mm，奥兰群岛瑞加假，然后东南亚佬讲是真啦，东南亚佬吃阿娇啦。啊、uh，伊瑞那湖阿是深啦，多深、okay.？你一查查都知影，就托湖里面来住嘞，对啦。哦，阿是阿六罗西耶湾，对啦。就所以讲皮尤高湖、金巴勒、皮尤高湖、金巴勒金巴，就瑞德湖、巴拿瑞湖、阿奥兰瑞丁瑞湖，管怎么呢？奥兰瑞丁瑞伊阿皮马格瑞伊尼伊话嘞，每年度湖都上啦这里，每年度湖皮度阿都知影。 တို့ဘောမဘောအင်ဖရာစတရက်တွေဝင်ထုတ်ပြီးတော့တခုလိုလုပ်ပြီးမယ်လေဒီကိုတိုင်းကိုတာတွေလေလက်တလောဒေါ်လာကိုကျပ်၄000ဝန်းကျင်အထိကျနေရကနေအော်တိုဘာလ၈ရက်နေ့မှာတော့ဒေါ်လာကို4090ကျပ်ဝန်းကျင်အထိအနှဲငယ်မြင့်တက်လာတယ်လို့လဲဈေးကွက်စောင့်ကြည့်လေ့လာသူတချို့ကပြောထားပါဗျ။ကျမမျက်သစင်ပါရှင်။